မင်္ဂလာပင်လယ်အော်မှာဖြစ်ပေါ်မဲ့လေးပွေလှိုင်းကြောင့်ရှမ်းပြည်အပါဝင်ဒေသအချို့မှာဧပြီ5ရက်နေ့လယ်ကနေ24နာရီအတွင်းမိုးပြနိုင်တယ်လို့ပြင်ပမိုးလေဝသပညာရှင်ဦးဝင်းနိုင်ကအသိပေးထားပါတယ်။ ဧပြီလ9ရက်နေ့လယ်12နာရီမှာကပလီပင်လယ်နဲ့ဘင်္ဂလားပင်လယ်အော်များတွင်တိမ်ထူထလာထားတွေ့ရပြီးဘင်လယ်ရှိမျက်နှာပြန်ထက်အမြင့်တိတိကျကျမှ3ကီလိုမီတာအမြင့်မှာလေဝဲစီချောင်းလေပွေလိုင်းတစ်ခုဖြစ်ပေါ်နေတယ်လို့အင်တီယာမူလီဝတ္တာဌာနကကြေညာထားတယ်လို့ဆိုပါတယ်။ ဒါကြောင့်ဘင်္ဂလားပင်လယ်အော်မှာတိသာထင်ရှားသည့်လေပြင်းနယ်ရှင်ဝန်တစ်ခုဧပြီလ6ရက်နေ့ခုနှစ်ရက်နေ့တွင်မှဖြစ်ပေါ်နိုင်ကြောင်း Global Focus Morning မှခန့်မှန်းထားတာကိုလည်းတွေ့ရတယ်လို့ဦးဝင်းနိုင်ကအသိပေးထားပါသည် ဒါကြောင့်24နာရီအတွင်းမိုးရွာသွန်းနိုင်မဲ့အခြေအနေကိုတင်ပြရာရှင်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေးပွေလှိုင်းကြောင့်ချင်းကချင်းရမ်းပြည်နယ်အရှေ့ပိုင်းကရင်မွန်တနင်္သာရီတိုင်းဒဝဲမြို့အထက်ဘက်ထွေးမှာနေရာစိတ်စိတ်နဲ့ရမ်းပြည်နယ်အရှေ့ပိုင်းမှာတော့မိုးရေချိန်24နာရီအတွင်း40မီလီမီတာအထက်တိတရမ6လက်မခန့်ရွာသွန်းနိုင်ကမိုးများနိုင်မယ်လို့ဆိုပါတယ် ရှမ်းပြည်နယ်မြောက်ပိုင်းမန္တလေးတိုင်းစကိုင်းတိုင်းအေယဝတီတိုင်းတို့မှာထော်နေရကျဲကျဲမိုးထစ်ချုံရွာနိုင်ကြောင်းကိုလည်းမက်ထီယိုဘရူးနမ်စကရိုဘယ်မော်ရယ်မှာကြိုတင်ခံမှန်းထားပါသည်ရွာသွုံးချိန်မှာခံမှန်းမိုးရေချိန်24နာရီအတွင်း9မီလီမီတာခန့်၃ညသရမ2လမခန့်အထိရွာသွုံးနိုင်မယ်လို့လည်းသိရပါသေးရှင်။